လိတ်ပြားတလန်ထန့်လာတာမြင်ရတယ်ကန်ထန့်လာတာမမြင်ရဘူးလို့စကားပုံရှိတယ်တကယ်တော့လေကထန့်လာတာကိုလည်းမမြင်ရဘူးကွာသူကအဲ့ဒီလိုပြောတော့ကျွန်တော်လည်းကြောင်အံ့အံ့ဖြစ်သွားတယ်လေကထန့်လာတာကိုဘာလို့မမြင်ရမှာလဲဗျခမရယူနေလို့လားအဲ့ဒီအခါ ူကမချိုးမချင်းပြုံးပြီးကျွန်တော်ကိုပြန်ပြောတယ်။သူစကားကတော့အတိုင်းတာတစ်ခုထိဒတနဆန်တရာလေးနဲ့တရာရှိပါလေရဲ့။လူတွေက လေကားတစ်စင်းစီထန့်ထားကြတယ်ကွာ။ဒီဘဝကနေတေလွန်သွားတဲ့အခါတချို့ကအဲ့ဒီလေကားနဲ့နတ်ပြည်ကိုတက်သွားကြပြီ။တချို့ကတော့အဲ့ဒီလေကားနဲ့ပဲရဲပြည်ကိုဆင့်သွားကြတယ်။ ကျွန်တော်ကဘာမှပြန်မပြောပဲသူ့ကိုကြည့်နေတဲ့အခါသူကမိခိုးငွေတွေကိုတဖြည်းဖြည်းချင်းပုတ်ထုတ်ပြပါတယ်ဆေးလိတ်ကပြာတွေကိုတောက်ချရင်မိခိုးငွေတွေကြားထဲမှာပဲမတဲမကွဲစူခဲ့တယ်လူတွေဟာကိုယ်လီကားကိုထန့်ထားကြတာကွာအဲ့ဒီလူ ਨੇ သူဟာကိုကျင်တရားကို လေးစားသူတယောက်ဖြစ် လောကကြီးမှာကုတ်ချက်ရက်တည်ခဲ့တယ်။ကျွန်တော်ဘဝရဲ့ဖြစ်စဉ်တွေကိုပြန်စဉ်းစားတဲ့အခါမေ့လျော့နေတာတွေအများကြီးပါပဲ။အ내ကျင်းမှတ်မိသမျှလေးတွေထဲမှာတော့သူဟာကိုကျင်တရားတက်မှတ်သူတယောက်ဆိုတာကိုလင်းလင်းချင်းချင်းတွေ့မြင်ရပါတယ်။ဒါပေမဲ့တနေ့မှာတော့သူဟာမကောင်းမှုတစ်ခုကိုပြုကျင့်ခဲ့တယ်။ ူပြုတဲ့မကောင်းမှုကတော့အောက်ပါတိုင်းဖြစ်ပါတယ်။နေအဲ့ဒီနောက်ပိုင်းညတညရဲ့တကောင်ရံမှာသူဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကို မြင်မက်ခဲ့ပါတယ်။သူ့အိမ်မက်ထဲမှာသူဟာကြောက်ခစ်က လူရင်းတယောက်ကို ပြတ်သားကြည်လင်စွာ တွေ့နေရပါတယ်။အဲ့ဒီလူရင်းဟာတစုံတရာကို ပြစ်ခတ်ဖို့ဒူးလေးကိုခေါင်းငုံပြီး ပြင်ဆင်နေပါတယ်။နောက်တစ်ဖြည်းဖြည်းကောင်းမော်လာပြီးလူရိုင်းကအိမ်မက်မက်သူကိုစိတ်စိတ်ကြည်လေရဲ့။သူလည်းအံ့ဩသွားတယ်။အဲ့ဒီမှာပဲလူရိုင်းကသူ့ကိုဒူးလေးနဲ့စနစ်တကျချိန်ရွယ်လိုက်တယ်။သူအကြီးကျယ်ထိတ်လန့်သွားပြီးလက်နဲ့ကဟန်တာအိယာကအမြန်ဆုံးလူလဲထဖို့ပြင်လိုက်တယ်။ဒါပေမဲ့အဲ့ဒီမှာပဲ လူရိုင်းကဒူးလေးကို ရှုတ်ခနဲမောင်းဖြုတ်လိုက်တယ်။မြားချွန်ကသူ့ခန္ဓာကိုယ်ထဲကိုတန်လန့်ထိုးပေါက်သွားစေမှာပဲအကနဲ့အတန်နဲ့ကြီးနဲ့ကျုံအော်ရင်သူ့လက်နိုးသွားတယ်။သူ့တကောလုံးချွေးတွေပြိုက်ပြိုက်စီကြနေတယ်။သူ့ရင်ဘက်ကိုငုံကြည့်သူ့တကောလုံးကိုလက်နဲ့စန့်ကြည့်ပြီးနေတော့တယ်။အဲ့ဒီညာကသူ့ပြန်အိတ်လို့မရတော့ဘူး။ နာဤတန်ကြောင့်ခောက်တန်ဟာမန်နဲ့ရဲ့စောင်းညိုခတ်တန်လို့သူ့ကိုညှို့ငင်၆လန့်နေတယ်။ကောအဲ့ဒီလိုပြင်းထန်ရက်စက်တဲ့အိမ်မက်တစ်ခုကိုရပိုင်းတွင်းမှာပဲသူထတ်မဲ့သေးတယ်။အဲ့ဒီအိမ်မက်ထဲမှာကြမ်းကြုတ်တဲ့ပုံရတဲ့လူတစ်ယောက်ကသူ့ကိုကြောပေးပြီးလက်ပြဘုံးကိုပင်အပ်ကြိုက်ဖြုံနေတယ်။နောက်ပြီးတော့မှခြာကနေလှည့်ပြီး ြည်နေမိတဲ့သူ့ကိုလက်ပြဘုံနဲ့ပြစ်ပေါက်လိုက်တယ်။သူကဗဇာကြီးဟောင်းနာနဲ့ကြည်နေမိတဲ့အချိန်မှာပဲလက်ပြဘုံဟာ သူ့ရင်ဘတ်ထဲကနေဝုံငနဲ့ပေါက်ကွဲသွားတယ်။သူ့တကူလို့အပိုင်းစရွေဖြစ် လွင့်စင်သွားတယ်လို့ခံစားရပြီးတွေ့ယူတွေ့တန်းသူ့နှို့လာတယ်။နှို့နှို့ချင်းနားတွေဥဝေနေပြီးအခန်းထဲမှာလည်း ရနံ့တွေနန်းနေတယ်လို့ပဲသူမရတရထရပြီးလက်တွေနဲ့လေကိုဖန်းကင်နေမိတယ်ဖျားဖျားလို့ပါဇက်ကတာမိပေမဲ့မသေးမကွဲလို့သူ့ဘာသာတောင်းပြန်မကြားခဲ့ပါဘူးလေနောက်ဆုံးအိမ်မက်ကတော့ကြောက်မက်ဖွယ်ရအကောင်းဆုံးသူလည်းအခန်းစားရဆုံးမှာပဲရှင်းလင်းတိတ်သေးတဲ့ညတညာသူနှစ်နှစ်ခြိုက်ခြိုက် ိမ်မောကြနေတုန်းမှာအမောင်တွေကလက်တစ်ဖက်ကို မြင်လိုက်ရတယ်အဲ့ဒီလက်ဟာမောင်ရိပ်ထဲမှာပပင်းထောင်လာတဲ့မွေတကောင်လို ဖြည်းဖြည်းချင်းစတင်လှုပ်ရှားတယ်အဲ့ဒီလက်ကသူ့ရင်ထဲကို ဖောက်ပြီးဝင်လာတယ်နောက်တော့အဲ့ဒီလက်ကသူ့နှလုံးသားရှစ်တဲထဲမှာရက်လိုက်တယ်သူကြည့်နေတဲ့အချိန်မှာပဲအဲ့ဒီလက်ချောင်းတွေကသူ့နှလုံးသားကို ဖြန့်ငနေပရိုက်ပြစ်လိုက်တယ်။အာသူနှလုံးသားဟာနာကျင်စွာတဆိုင်နစ်နစ်အော်ဟစ်လိုက်ရင်ချေးစီလိုခြာကြာလေသွားတယ်။သူလက်မောင်ထဲမှာရေနစ်နေပြီးတေအံမှုမှုနဲ့ပဲအမောင်ကိုတပေါင်းပေါင်းကူခတ်ခြေကုံလက်ပန်းကြမောလျရလိုအငွေ့ပြန်ပျောက်ကွယ်သွားတော့တယ်။နိုးလာတော့ယူမတက်ဖဲပေါ့ ဝူဝူဝါဝါရေမွန့်ထားတဲ့တမင်ကြီးလိုအသက်ကိုအလူရက်ရှူရင်းမျက်လုံးတွေကလည်းဖန်လုံးတွေလိုကြောင်စီနေတယ်တော်ကလေးကြာတော့မှ တွေးဆုပ်ဖုတ်ကောင်က သူ့အခေါင်းထဲမှာမျက်လုံးပြန်မိတ်သွားတယ်လို့မျိုးသူ့လက်ကရင်ထက်မှာမျက်လုံးတွေ ပြန်မိတ်သွားတယ်ကောင်းရင်ကအေးဆေးပလင်းကတော့အခွန်လောက်ပဲကြံရစ်လီရဲ့ငါသူနဲ့ကျွန်တော် ွဲကွာနေတဲ့အဲ့ဒီအချိန်တိုလေးတွင်မှာပဲသူဟာအိမ်မက်များနဲ့ထက်ခါတလဲလဲအိုမင်းငယ်ပြီဖြစ်တယ်သူအဖြစ်ပြက်အကုံစင်ကိုသူပြော့ပြလို့တီးပြီးတဲ့အခါမှာကျွန်တော်ကပေါ်ပါလွယ်ကူတဲ့စိတ်ပညာကူထုံးတရက်ကိုအမတ်မတင်ပြော့ပြလိုက်တယ်ဒါမခက်ပါဘူးဗျာအိမ်မက်ထဲမှာပဲခမရသူတို့ကိုအကျိုးအကြောင်းပြော့ပြ တောင်းပန်လိုက်ပေါ့သူတွေ့ဝေသွားတယ်ပြီးမှလေးနဲ့သွားတဲ့မျက်နာနဲ့ကောင်းတစ်ချက်ညိတ်ပြရင်ပြန်သွားတယ်ဒါပေမဲ့နောက်တစ်ပတ်လောက်ကြာလို့သူနဲ့ပြန်တွေ့တဲ့အချိန်မှာပဲလွယ်ကူမထင်ရတဲ့ကိစ္စဟာပြန်ခက်သွားတာကို တွေ့ရတယ်သူကကျွန်တော်ကိုမျက်နာနွမ်းနွမ်းနဲ့ခေါင်းခါပြတယ်မရပါဘူးကွာ ဘာလို့မရတာလဲသူကကျွန်တော်ကိုခမောမောကြည်ရင်တူတူပြောတယ်ငါအိမ်မထက်ငါပြန်ဝင်လို့မှမရပဲကွာကျွန်တော်ရဲ့လဲရဲ့ချင်းငိုလဲငိုချင်းသွားတယ်ချောင်းအဲ့ဒါဆိုရင်တော့တည်တဲ့အခါခမရလေကားနဲ့ခမရငရဲပြီကိုဆင့်သွားရတော့မှာပဲသူ့မျက်နှာဖြူလျော်သွားတယ် ပြီးကြောက်ကန်ကန်တလူပြန်ပြောတယ်အဲ့ဒီခါကြတော့လေယမမင်းကိုရှင့်ပြရမှာပေါ့ကွာရင်ဆန်ရဲသားပဲလို့တွေးမိပြီးကျွန်တော်သူ့ကိုခမစိတ်ကြည်နေလိုက်တယ်သူ့နှဖူးရောရှုံပြီးစဉ်းစားနေတယ်သူ့မျက်နာမှာလေအရေးအယောင်တွေအမျိုးမျိုးဖြတ်ပြေးနေတယ်အတော်ကြာမှဖြည်းဖြည်းချင်းခေါင်းခါလာတယ်ဒါလည်းမဖြစ်သေးဘူးကွာ ဘာဖြစ်လို့မဖြစ်တာလဲယမမင်းကိုရှင်းပြတဲ့အချိန်မှာဘာပဲပြောပြောငါကငရဲကြနေပြီကွာမကောင်းဘူးသူ့ကိုမစားနာတာမဟုတ်ပါဘူးကျွန်တော်ရင်မိတော့တယ်အရင်တဝက်နယ်ပဲကျွန်တော်ဘလုံးပထွေးပြောလိုက်တယ်အဲ့ဒါဆိုရင်တော့ခမကောင်းမှုတစ်ခုပြန်လို့ရလိမ့်မယ်ပါလေကျွန်တော်ပြောပြတဲ့ကောင်းမှုကိစ္စကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ခொနေအဲ့ဒီနောက်ပိုင်းကာလမှာတော့သူဟာတိမ်ဆင်သွားတဲ့ကောင်းငင်ဖြူလိုပြန်ပြည့်ကြည်လင်လာပါတော့တယ်။သူ့အိမ်မက်တွေအပြစ်ကင်းသွားပါပြီ။အရင်ကထက်တောင်ပိုပြည့်တည်ငြိမ်လာပါတယ်။သူ့ရဲ့စိတ်ပိုင်းဆိုင်ရာပြန်လည်ရှင်သန်လာမှုတွေ့ကျွန်တော်လဲကြည်နုဝမ်းသာရပါရဲ့။သူ့လက်ထဲမှာ အအင်ကိုအင်ကာရဲ့စာအုပ်လေးတွေတုံးမဟုတ်တုံးကင်ထားတတ်တာကိုတွေ့ရပါတယ်ကာလတော်ကြာတဲ့အထိကျွန်တော်ကလည်းလိုက်တည်းနဲ့သူ့အိမ်မဆိုးတွေအကြောင်းပြန်မဖော်ခဲ့ပါဘူးတနေ့တော့သူနဲ့လမ်းမှာစုံနေဖခင်ကပြန်လာတယ်ဆိုလို့ကျွန်တော်ကလန့်စာလိုက်တယ်ငရဲ့ပြီကပြန်တက်လာသူကြီးပါစုတောင်းခဲ့တယ်လေ သူကသူ့စုတောင်းကိုတီကြည်စွာပြော့ပြသွားတယ်။လမ်းတလျှောက်လုံးမှာသူ့စုတောင်းကို ကျွန်တော်အလေးနဲ့စဉ်းစားလာမိတယ်။ဟုတ်တယ်။သူ့စုတောင်းတိတ်မှန်တယ်။လူဘဝမှာဒါလောက်ကလေးရမယ်ဆိုရင်ကိုတကယ်တော့နေပြောတင့်ပါပြီ။ကျွန်တော်လဲသူ့လူစုတောင်းရလိမ့်မယ်။ရှေ့အရှင်ဖျား ။ဤမှန်သောတစ္ဆာစကားတို့ကြောင့်လိပ်ပြာတန်သောအိမ်မက်များကိုသာမြင်မဲ့ရပါလို့၏။ဝိပုတောင်းစဉ်ညင်သာတဲ့ခေါင်းလောင်းနံလွင်တွေကိုကြားနေရတော့တယ်။ကလောင်ရှင်တာယာမင်းဝေး